ကေမင်္ဂလာပါအဲကျွန်တော်တို့ CS ကွန်ပျူတာနဲ့ပြန်နေကြိုဆိုရတယ်ဟောပြီးကျွန်တော်ဒီတစ်ခါမှာတော့သွားမလဲဆိုရင် logical operator ပါရှေ့မှာ relation နဲ့နော် relational or comparison တိုင်းရှင်တကယ် logical and logic logic လာပြီဟုတ်လား logic true or true true and true false and false အဲ့လိုနိုင်ရှင်နေအောက်ဘာလို့ခေါ်လဲဆိုရင် logical operator ဒီမှာတော့ကျွန်တော်တို့ဒီမှာကြည် idea လေးနဲ့ကျွန်တော်ပြမလား idea လေးဟုတ်ပြီပိုင်းသွင်း idea လေးပုံစံကြည့်မယ် အဲ့ဒါလေး live map ပြီးနေတော့ပြီးရင် program လေးရေးလိုက်ချင်တာဒါလေးကြီးနေပါဆင်ပြီးမယ်ဗျလက်တန်းကြီးပြန်စဉ်းစားနေတာမလို့ logical and and မှာကျွန်တော်တို့ဒီလို and ကိုလည်းသုံးတယ်တခြား programming language မှာ python မှာတော့ logical operator ကိုဗာနေကြလဲဒီ and and နဲ့ပြတယ်အင်္ဂလိပ်စကားလုံး and နဲ့ပြတယ်ဟုတ်လားသူကထူးရှင်းရှင်းပဲ and ရဲ့အဓိပ္ပာယ်ရှင်းရှင်းပဲကျွန်တော်ရှေ့မှာပြောခဲ့တယ်ဒီရှေ့က comparison တွေကိုကျွန်တော်တို့ condition တွေပေါ့နော်အခြေအနေတွေဟာအခြေအနေတွေသူနဲ့သူနဲ့ညီလာသူကသူနဲ့ကြီးလာဟောသူနဲ့သူနဲ့မညီဘူးလားအဲ့ဒီလိုဖြစ်နေတဲ့အခြေအနေတွေကိုကျွန်တော်တို့က တစ်ခုပဲစစ်တာရှိတယ်နှစ်ခုသုံးခုစစ်တာရှိအဲဒါနှစ်ခုသုံးခုစစ်ချင်တဲ့အချိန်မှာကျွန်တော်ဘာတွေသုံးမလဲဆိုရင် logical operator ကိုသုံးကြည့်မယ်1 less than 2ဟော1 2တန်ငယ်မယ်ဆိုရင်2တန်ငယ်လားငယ်တယ်လေးမှန်တယ် true ထွက်မှာဟုတ်ပြီကျွန်တော် and နဲ့စစ်မယ် and ဒီကျွန်တော်တို့နှစ်ခုလုံးမှန်ပါသူမှန်တစ်ခုမှားတာနဲ့မှန်မှာကဲ1 greater than 3ဟောဒီအချိန်မျိုးကျွန်တော်စစ်မယ်1 2တန်ငယ်လား2တန်လည်းငယ်ရမယ် and ပြီးတော့1 3တန်လည်းပါဖြစ် ကြီးရမယ်မဖြစ်နိုင်ဘူးလေအန်ဖြစ်နေဟုတ်အန်အန်ဆိုတဲ့စကားလုံးကအဲ့ဒါဘာတော့ force trauma ပေါ့ဟုတ်လားကဲဆိုပြန်စစ်မယ် or နဲ့ပြန်စစ်မယ် why ဟာ less than 2 why 2ထက်ငယ်တယ် or why ဟာ greater than 3 or 3ထက်ကြီးလာမကြီးဘူးဒါပေမဲ့တော့ or ခံတယ်တကူးမဟုတ်တကူးတကူးမှန်ရင်မှန်တာဖြစ်တော့ true ထွက်လေဒါကြောင့်ကတော့ and နဲ့ or ရဲ့ထူးခြားတယ်ဘာမှခေါင်းနေတော့ဒီလိုကြီးရေအထူး and true for တော့အဲ့လိုလောအောင်လုပ်ရအောင်လားအထူး and true 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 and for for အဲ့လိုတော့လုပ်ရအောင်မလို့ and ရဲ့အဓိပ္ပာယ်က တစ်ခုမှန် sorry နှစ်ခုလုံးမှန်မှာမှန်တယ်လို့ရမှာနှစ်ခုလုံးမှားရင်ရောကြည်ကြည်မဲအန်ရတယ်ပဲနော်အဲ1 less than sorry 1ဟာ greater than 2 and 1ဟာ greater than 3အဝ1 2တယ်လည်းမကြည့်နိုင်ဘူးနှစ်ခုလုံးကျွန်တော်ဗာမှားနေ false ဟုတ်နော် false on for for အနှစ်ခုလုံးမှားရင်မှားသူတစ်ခု and ဆိုတာဘယ်လိုဖြစ်နေမှာဖြစ်အဲ့ရတဲ့ဒါအင်းရည်အနှစ်ပါတော့နှစ်ယောက်တခုရတယောက်တစ်ယောက်အကုန်လုံးဖြစ်တယ်တခုမှန် အမောနှစ်ခုလုံးမှန်မှန်မှန်ပဲနှစ်ခုလုံးမှားမှားမှားပဲဟုတ်လားတစ်ခုမှားရင်လည်းမှားနေမယ်ဒါအတိုင်းရှုပ်ဆရာမလို့မှန်အန်ဒီတကယ် program ရေးတဲ့အချိန်မှာ and operator and ဆိုတဲ့ logical operator ဒီကျွန်တော်တို့ကတခုနှစ်ခုလုံးမှန်မှာမှန်တယ်လို့ပါတာ or ကကြတော့မဟုတ်တခုခုမှန်မှန်တယ်ကဲဘယ်လိုချင်မလဲနောက်တစ် not ကြောက်မယ် not ကလည်းကျွန်တော်ဒီလို not လည်းရှိတယ်ဟုတ်လားဒီရခဏ not လည်းရှိတယ်နောက်နောက်တစ်ခု and လည်းဒီလို and လည်းရှိတယ် sorry ဒီလို and ရှိတယ်ဒီနောက်အရှိရနော် အဲဒါပိုင်းတော့မှာတော့ဒီ AN နေရာကိုများတော့ပြန်သုံးတယ်ဟုတ်လားဒီလို AN နေမှာတခြား programming language ဒီလို AN နေသုံးတယ်ဒီလို AN လည်းပိုင်းတော့မှာပါတယ်ဒါဘယ်နေရာမှာသုံးလဲဆိုတော့ build white မှာထည့်ထားတာဟုတ်လားအဲ့ဒီ AN ရ or ဆိုလဲတော့ဒီလိုအချောင်း or နှစ်ချောင်းမှု or ဒါကိုကျွန်တော်တို့ဘာလို့ခေါ်လဲ or operator ကိုခေါ်တာ logical or operator ဟုတ်လားပိုင်းဝါမှာတော့ဒီလိုမခွဲတော့ဘူးနော်ဒါ or ဒီလို or ပဲသုံးဟိုက or နဲ့ပဲသုံးတယ် ပိုင်းတော့ Okay အလီမန်ဟာပဲဒါပိုင်းတော့ပိုင်းတော့ for beginner ဟောရဖြည့်မှာပိုင်း programming foundation ကြီးလည်းတော့ပိုင်းဆုံးလေးကိုနည်းနည်းမိတ်ဆက်ပေးနေတယ်ကျမလားကဲဆိုတော့ဒိဗယ်လေးကပြောတာ and ဒီနှစ်ခုလုံးမှန်မှန်မှန် all ဒီတစ်ခုမှန်ရောမှန်တယ်တစ်ခုခုမှန်ရောမှန်တယ် not ကတော့ not equal လေးလားလေ and the not not မှာ1ဟာအာ greater than 2ကဲကြည့်မယ် not နော် not ခံထားရင်နော်1 greater than 2ရပါတော့ ဘာတူးတက်လုံးလုံးမကြီးနိုင်ဘူးမကြီးနိုင်တော့ force တာ not force ပါဗျာ true ထွက်မှာပေါ့ရှင်းတယ်အဲဒါ logic တော့ logic တော့ကြည်တာနော်ဟို logic gate တွေပါတယ် heroic logic gate တွေလည်းရှိတယ် electronic engineer မှာတော့ logic gate တွေရှိတယ်ဒါလည်း logic ပဲဒီ logic ကိုသွားမရှုံးနဲ့ဟိုသွားမရှုံးနဲ့ဆိုရောင်းဝါးဝါးဖြစ်နေမှာလို့တူးတူးပုံမှန်လေးပဲမအမ်းရဲ့အဓိပ္ပာယ်ဆိုတော့ english grammar ဘက်ကိုသွားလိုက် and ဒီနှစ်ခုလုံးတွဲနေမှာမှန်တယ် all ဒီတစ်ခုတစ်ခုမဟုတ်တစ်ခုမှန်မယ် not ကတော့ပြန်ပြောင်းပြန်ဖြစ်နေမှာလား not true ဆို false not false ဆို true အဲ့ဒါလေမှတ်ထားပါ get down လို့ဒါဆိုဘယ်လိုနေရာမှာသုံးပါလဲကျွန်တော်ရှင်းမပြောဘူး if condition မှာ condition စတဲ့နေရာမှာတော့တစ်ခုတည်းအခြေအနေတစ်ခုတည်းဆက်လာရင်နှစ်မျိုးညာတော့ alien ကိုကြည့်တာ alien တစ်ခု alien တစ်ခုထုတ်ဖို့လည်းအခြေအနေတွေအများကြီးလိုတယ်ဟုတ်လားခင်ဗျားတို့ကြည့် alien ကတ်ရှိရတယ် alien ကတ်ပြောင်းတယ်ရှိတယ်ထားအဲ့အခြေအနေဒီမှန်တယ်ထားပါထူးတယ် alien ကတ်ထုတ်ရင်တော့ကတ်ထုံးမယ်အဲ့ဒီကိစ္စလည်းရထားလားအဲကျန်ကျန်တဲ့ server side programming language ကကျွန်တော်ကတ်ထိုးတာနဲ့ကျွန်တော်တို့ sorry sorry အာကျွန်တော်တို့ကတ်ထိုးတာနဲ့ပါလို့ပါလား sim ကက်စစ်လိုက်အခြေအနေနှစ်ခုရှိရမယ်ကတ်ထဲမှာလည်းပါဖြစ်ရမယ်ပတ်စံရှိရမယ်ပရမတ်ဆိုချက်ပရမတ်ချက်စစ်တာတော့ယူဇာနဲ့သူရိုက်ခိုင်းတဲ့ password မှန်နေရမယ်ဒါတော့သူတိုက်စစ်လိုက်ဘာမှန်လိုက်တယ်ဟောကိုကိုမွေးတကလေးပါပဲ ATM password ရန်လိုက်တယ်ရိုက်တော့ဝင်သွားတယ်မျက်နှာပြင်ကြာငွေထုတ်မှလာပါလားမေးဟုတ်လားကဲဆိုရင်အခြေအနေနှစ်ခုလေးကိုကျွန်တော်ရှင်းပြမယ်ကတ်ထဲမှာလည်းပတ်စံရှိရပရမတ်ချက်ပြီးရင်စက်ထဲမှာလည်းကိုထုံးမဲ့ဟိုမှာစက်ထဲမှာပတ်စံကုန်နေတသိန်းလောက်ပဲရှိကိုထုံးမှာနှစ်သိန်းဆိုထွက်အောင်မလားအဲ့မထွက်တော့အဲ့အခြေအနေကိုသူစစ်တယ်ဟုတ်တယ်နော်ဒါဆိုဒါကို number 1 ါသည်ကိုယ့်ရဲ့အကောင့်ထဲမှာလည်းငွေရှိရမယ်ဟို ADN set ထဲမှာလည်းမရှိနိုင်ဘူးကက်ရှိရနောက်ထပ် condition ထပ်ဆက်အောင်ပြရတယ် orion နေနဲ့အချင်းနေနှစ်ချက်ဒီနှစ်ချက်ကညီညွတ်ရမယ်ကက်ထဲမှာလည်းပတ်စံရှိရမယ်ကိုယ့်အကောင့်နဲ့လည်းပတ်စံရှိရနောက်ထပ် n ထပ်ဆက်လို့ရသေးတယ် sorry ဟုတ်လား n နေ3000လောက်ထပ်ဆက်လို့ရသေးတယ်ဟုတ်လားဘာဖြစ်လဲ internet connection နဲ့လည်းကောင်းနေရမယ်ဟုတ်ပြီနော် internet connection ရလဲကောင်းနေရမယ်အဲ့သုံးချက်လောက်ညီမှာပတ်စံဖြောခွင့်နေထွက်တာဒါပဲဒီ condition တစ်ခုဒီလိုမဖြစ်မနေညီရမယ်ဟာ မဖြစ်မနေအသုံးချက်လုံးညီရပါဗာနဲ့စအန်နဲ့စအဲ့ဒီပေါ့โอเคမလားโอเคမလားဟုတ်ပြီကျွန်တော်အော်ဆိုရင်တော့တို့က9000တောင်းတောင်းနဲ့ငါရရနေ9000တောင်းမရှိ1000တောင်းနဲ့1000တောင်းမရှိ9000တောင်းနဲ့အဲ့ဒါဟုတ်ပါလားစအော်နဲ့စဆယ်ထဲမှာ1000တောင်းနဲ့ကုန်နေရ9000တောင်းစအဲ့ဒါဆိုအော်နဲ့ခံစတခုမဟုတ်တခုအဆင်ပြေတယ်ဆိုရင်အော်နဲ့ခံစပုံမဲ့ ADN သဘောမျိုးဆိုတန်အောင်စစ်မယ်ကိုထုံးကိုကက်ကလည်းပတ်သက်ရှိရမယ်ဆက်ထင်းမှာလည်းကိုထုံးမဲ့အမောင်ရှိနေရမယ်အဲ့ဒီကူညီမှာပြောဆိုထားတယ်အဲဒါပဲဒါစီတော့ logic ဟုတ်နော် logic ယုတ်တိဗေဒဒါရိုက်ပြန်မစလို့ကြွားစဉ်းစားဆင်ခြင်ဟုတ်နော် logical operator မှတ်ထားပြီမလား okay thank you ဗျာ logical operator ရဲ့အဓိပ္ပာယ်လေးဒီလောက်လေးပြင်ရပြီပြင်ရအောင်ရှေ့ဆက်လုပ်တဲ့ချိန်မှာမှတ်ထားပြီတွဲသုံးတဲ့ချိန်မှာမှတ်ထားပြီနော် okay thank you ဗျာ